ားလုံးပဲမင်္ဂလာပါအဲဒီနေ့မှာတော့ကျွန်တော် unboxing နောက်ထပ်ဖုန်းတစ်လုံးရောက်နေတယ်ပေါ့နော်ဘာဖုန်းလဲဆိုတော့ဖုန်းပါပို့လိုက်တာပါဖုန်းပါဆိုတော့ထုံးစံတိုင်းပဲကျွန်တော် global official ဖုန်းတဲကမှတော်တော်များများကျွန်တော်မေးထားကြရဲ Xiaomi 15T လေးကိုကျွန်တော်ဒီနေ့ unboxing and first impression လေးလုပ်ပေးသွားမှာပါဆိုတော့ဒီကောင်လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်ဒီမှာပဲစာတန်းထိုးပေးလိုက်တော့မှာပေါ့နော်ကျွန်တော်အလွန်မရလို့တကယ်လို့ကွာဒီဖုန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဝယ်ချင်တာပဲဖြစ်ဖြစ်တခြား အာပြီးတော့ဒါကဘာညာလက်ဆောင်ဘာညာရလဲသိချင်တယ်ဆိုရင်တော့ကျွန်တော် caption မှာတက်တွေ့ပေးထားဖုန်းပါ Facebook ဆာမျက်နှာဒါမှမဟုတ်ဒီ link မှာတွားရောက်ပြီးတော့ main menu စုံစမ်းဝယ်ယူအပ်လို့ရပါတယ်ဆိုတော့ကျွန်တော် unboxing လေး စလိုက်ရအောင်အဲဒီနေ့ဗီဒီယိုလည်းထုံးစံနိုင်မယ်ကျွန်တော် YouTube မှာတော့ဗီဒီယိုအရှည်လေးတင်မှာပေါ့နော်ကျွန်တော် Facebook နဲ့ TikTok မှာတော့ကျွန်တော်ဗီဒီယိုအတိုလေးတင်မှာပါဆိုတော့တကယ်လို့ကျွန်တော်တို့ဒီဗီဒီယိုကြီးကိုကြည့်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်လည်းကျွန်တော်ဒီဖုန်းနဲ့ပတ်သက်တဲ့အနှစ်ချုပ်လေးကိုကျွန်တော်အဲ Facebook နဲ့ TikTok channel မှာတွားရောက်ပြီးတော့အပလိုရပါတယ်ဆိုတော့ပြောနေကြပါတယ်ကျွန်တော် unboxing လေးစပါမယ်တကယ်တမ်းဒီဖုန်းလေးကတော့ကျွန်တော်ဘန်ကောက်ရောက်တုန်းကတော့ခဏကင်ခဲ့ကြည့်ရပေါ့နော်အဲတုန်းကတော့ 15T နဲ့15 T Pro မှာကျွန်တော်15 T Pro လေးကိုနည်းနည်းပို့ပြီးတော့ hand feeling သဘောကျခဲ့ပေါ့နော်ဒါပေမဲ့အခု item ကတော့ကြိုးတွဲလောင်းနေတဲ့ဆိုင်မှာ showroom မှာသွားဆက်ရအောင်ဆိုတော့တိတ်တော့အားမရဘူးပေါ့နော်အခုတော့ပါကြိုးမှမပါဘဲနဲ့စမ်းဖို့အချိန်ရောက်လာပါပြီဆိုတော့ Xiaomi Mi Note 14T series ရဲ့တော်တော်လေးမစိုးဘူးဒီနေ့ 15T လေးကတော့ဘယ်လိုနေမလဲဆိုတော့ကျွန်တော်တို့ထုံးစံနိုင်မဲ့ဘူးထဲမှာ မန်နျူရယ်ပေပါဝတ်ကေပါလာမယ်။နောက်ဆီလီကွန်ကာဗာအမဲရောင်လေးပါလာမယ်ပေါ့နော်။အဲဒီဖုန်းပါပန်ရှင်ကဖုန်းအမဲပို့လို့ပို့ရင်ပန်ရှာမယ်ဗလိမ့်မယ်ပြောထားလို့တော့မသိဘူး။ဖုန်းကာဗာအမဲထည့်ပေးလိုက်တာ။စားတော့ဆိုတော့အဲ့ဒီပြောကျွန်တော်ဖုန်းဖုန်းလေးပါလာမယ်။အဲသူ့အပေါ်မှာတော့သူ့ဖုန်းနဲ့ပတ်သက်တဲ့ဘာညာအတားကြလေရေးထားရဲ။နောက်ပြကျွန်တော်ဒီမှာ67 watt ဒီဇိုင်းပိုင်းရှောင်းပြီးဆိုတော့ charger 67 watt ပါလာမယ်နောက်ပြီးကျွန်တော်တို့ type bay 2စီကျိုးလေးပါလာမယ်ဒီမှာပါနေတာပါလာတာတွေကတော့ကျွန်တော်တို့ခါတိုင်းပါနေကြထုံးစံအတိုင်းပါပဲဘာမှအများကြီးအပြောင်းလဲတော့မရှိပါဘူးအဲဆိုတော့ကျွန်တော်ဖုန်းလေးကိုစပြီးတော့ဆက်ပါမယ်အဲ coffee ရောင်လေးပေါ့နော် coffee ရောင်လို့လို့ kaki ရောင်လို့လို့အမှန်ကကြောင်တော့ဘောကော်ဖီရောင်ပါပဲဒါကအဲ့လိုပါโอเคအချက်ပြောနေဆိုတော့ကော်ဖီရောင်လေး အဲကော်ဖီအောင်လေးကိုမှထားလို့နည်းနည်းလေးတခြားပြန်ကပ်ပေးလိုက်အောင်ဒီနောက်ကလက်ရနည်းနည်းလေးတော့ထင်တယ်အရင်ရောမထင်ဘူး베백프레임ပါအဲ့ရောင်လေးသုံးပေးလိုက်တာကြိုက်တယ် flat frame ပဲနောက်ပြီးကင်မရာဘန့်ကိုလည်းလုံးဝဒီတိုင်းကတ်ထိုက်တဲ့ပုံစံမဟုတ်ပဲနဲ့ပြပြလေးပြန်ဆင်းပေးထားတော့ကျွန်တော်နည်းနည်းသဘောကျတယ်အဲဒီပေါ်မှာတော့ကင်မရာ၃လုံးပေါ့နော်အဲအရာရောကျွန်တော်ပြီးမှအသေးစိတ်ပြောမယ်ပြီးတော့ဒီမှာ flash ပါမယ် ီဘက်ဘေးမှာကတော့ဘာမှထူးထူးခြားခြားတော့မပါတော့ဘူးကျွန်တော်အပေါ်ဘက်မှာလည်းမိုက်ခရိုဖုန်းတစ်ပေါက်ပဲပါလာမယ်အဲ stereo speaker ကို earbuds speaker ကိုပဲသုံးထားပုံရတယ်နောက်ပြီးတော့ကျွန်တော်အောက်ဘက်မှာ sense slot ပါလာမယ်အဲ type c ပေါက်ပါလာမယ် speaker ပေါက်ပါလာမယ်ဆိုတော့ဖုန်းဘေးကို Xiaomi ဖုန်းเนี่ยနည်းနည်းဘေးကိုဖြတ်ကလေးနည်းနည်းကျဲတလား Xiaomi 12S တို့ဘာလို့အောင်ဆိုရင်အရန်မိုက်နေ Xiaomi 13တို့ဘာလို့ဆိုအဲ့လိုမျိုး ratio လေးပြန်မရတော့နည်းနည်းလေးဘေးကိုသူပို့ပြီးတော့ကျဲလာတယ်ပြီးတော့ဒီဘေးဘက်ကတ်တင်တွေကိုလည်း plastic plastic တော့ plastic disc တွေကိုနည်းနည်းရတာပေါ့နော် okay so ကျွန်တော် setup တွေတစ်ချက်လုပ်ကြည့်ရအောင်ဖုန်းကအာရန်ကြီးတော့မလေးဘူးမလေးဆိုတော့ကျွန်တော်တစ်ချက်မချင်းကြည့်လိုက်မယ်195 gram ပေါ့နော်ဆိုတော့အရင်ကြီးမလေးသလိုအရင်ကြီး ပေါ်တဲ့ဖုန်းတွေမှာလည်းဘာလို့မပါနေဘူးဒီကောင်းလေးက global version ဖြစ်တဲ့အတွက်ကျွန်တော်တို့ Google service ပိုင်းညာရဲ့အယုံမနောက်ဘူး node နဲ့ပတ်သက်တဲ့ဟာတွေပါတယ်နောက်မကြောက်ဘူးအဲ့ဒါလေးကမိုက်တယ်ပြီးတော့ other box ကိုသူ Xiaomi ရဲ့ HyperOS 3နဲ့လာမလားမသိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ setup လေးတစ်ချက်လုပ်လိုက်မယ်โอเค skip skip Google Service ဘာညာတစ်ခါတန်းပြီးတော့ပါလာပြီးဒါ host setting ဖွင့်ပြန်ထည့်ဘာညာလုပ်ဆရာမလိုဘူးပေါ့နော်တဖုန်းကို default နဲ့ mission နဲ့နှစ်ခုရွေးခိုင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်သူ recommend ပေးတဲ့ mission လေးတစ်ချက်သုံးကြည့်လိုက်မယ် classic app drawer app drawer လေးကျွန်တော်သဘောကျတယ် app drawer လေးသုံးမယ်နောက်ပြီး full screen gesture လေးသုံးမယ်ဆိုပြီးပြင်ကျွန်တော်ဆက်တက်လေးပြီးသွားပြီအရင်ဆုံးမြင်ရတာရတဲ့လောက်ဆိုရင်တော့ဒီ display panel quality ပါညာထက်ဆိုင်ဒီ display ရဲ့ ဘက်ဇယ်လေးတွေက symmetric ကြတယ်အဲ့ဒါလေးကတော်တော်လှတာပေါ့နော်အရှိဘက်မှာ full view experience အပြည့်အဝခံစားရတယ်လုံးဝ flat display ပဲอืมမစိုးလို့ပြောလို့ရတယ်ပေါ့နော် display လေးကတော့ဆိုတော့ကျွန်တော် display setting လေးကိုတစ်ချက် AC ဝင်ကြည့်မယ်ဒီမှာဒီ font လေးလည်းလှတာဩ ပြီးဒီမှာ haptic haptic ကတစ်ချက်တပါးလဲခံစားလိုက်ရပါတော့ဒီလိုအပေါ်ကိုဆွဲလိုက်တဲ့အချိန်မှာဆုံးသွားတဲ့အချိန်မှာထောက်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 အဲ haptic layer လေးတော်တော်မိုက်တယ်အဲဒီမှာ AI image engine မှာကျွန်တော် super resolution လို့ AI HDR enhancement လို့ MBMC ပါညာအကုန်လုံးဖွင့်လို့ရတဲ့ setting တွေပါလာမယ် refresh အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီမှာအမြင့်ဆုံးကို 120Hz ထားလို့ရတယ်အဲဒီမှာ app တစ်ခုချင်းစိတ်ကြိုက် customize လုပ်လို့ရတယ် display size လေးကတော့မကြီးမသေးပဲပေါ့နော်0.5 ကျွန်တော်တင်တဲ့8 inches လောက်တော့ရှိမယ်တင်တဲ့8 9ပေါ့เนาะအဲဝန်းကျင်လောက်တော့ရှိလိမ့်မယ်တင်တဲ့ဒါပေမဲ့အရင်သေးရထဲမှာမပါဘူးပေါ့เนาะကြီးရထဲပါလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော် performance performance အတွက်သူ့မှာတုံးပေးထားတာက media target dimensity 9000 uh, 8400 extra ဆိုတော့ performance လည်းကျန်းတော့ကျန်းပါပေါ့เนาะအဲ့ဒါမှာခုနကဒီ camera သုံးလုံးကိုသူ Leica နဲ့ collab လုပ်ထားတဲ့အတိုင်းဒီမှာ Leica ကို laser cut out လေးထိုးပေးထားတယ်ပေါ့เนาะမသိရင်စာလုံးလေးကတ်ထားသလိုပဲဖောင်းကြော်လေးကတ်ထားသလိုပဲဟော โอเคဆိုတော့ကျွန်တော် performance ပိုင်းကလည်းသူ့အနေနဲ့သူမခေတဲ့ဖုန်းထဲမှာတော့ပါတလောက်တခြားသွားပြီပေါ့เนาะဒီမှာ DDN spec ဖန်တာကျွန်တော်ကျွန်တော်သိကျင်တာဒီမှာ hyper os အဲဒီမှာ hyper os 2.0.201ဆိုတော့ကျွန်တော်ထင်ပါတယ်ဒီကောင်လေးလည်းမကြခင်တော့ hyper os 3ရမှာပါကျွန်တော်ရနိုင်လားမသိဘူးကျွန်တော်အခု wifi ချိတ်လိုက်ရင်တော့တန်းသေးတယ်အဲဒါပေမဲ့ wifi လည်းနည်းနည်းလင့်နေဆိုတော့ကျွန်တော်နောက်မှပဲ review ချက်မှာပဲအသေးစိတ်လုပ်ပြီးတော့မယ်ဆိုတော့ကင်မရာကင်မရာကတော့ 50 megapixel နှလုံးပါလာမယ်50 megapixel နှလုံးမှာတလုံးက main sensor ဒါကင်မရာ UI အစ်စ်ပေါ့နော် Okay first shot ပါညာ pro video like a option ဆိုပါ mm, so like a option မှာ like authentic နဲ့ like a vibrant နှစ်မျိုးယူလို့ရပါတော့ဆိုတော့ဒီမှာကျွန်တော်တို့ ်ဝါတာမတ်ကိုတစ်ချက်ဖွင့်လိုက်မယ်ဟုတ်โอเคဆိုတော့ကျွန်တော်ဒီမှာ 2x ကိုသူ on ပေးထားရတော့ပြထားပါတယ်ဒီကောင်လေးက46 mm ပေါ့နော် 2x optical ဆုံး optical lens ပါလာမယ် portrait မှာလည်းကျွန်တော် 1x 2x ရိုက်လို့ရအောင်လုပ်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ ultra wide က ultra wide က အ ultra wide က12 megapixel တလုံးပါလာမယ်ဆိုတော့ကင်မရာ၃လုံးဆိုတော့ဒီကင်မရာကို Leica နဲ့ optimize ထုတ်ထားတယ်လောလောဆယ်တော့ကျွန်တော်ဒီ studio ထဲမှာကျွန်တော် unboxing အတိုင်းထုံးစံတိုင်းပဲကျွန်တော်တို့ဒီမှာအဲ photo လေးပဲဆန်းလိုက်ပါမယ်ကျွန်တော်ဒီမှာ 2HD တကယ်အမှန်လို့မပြောပြောလို့မရသေးဘူးပေါ့နော်အမှန်လို့ပြောလို့မရသေးဆိုတာကျွန်တော် software update တွေပါညာလဲကြံသေးတယ်ဆိုတော့ဒီမှာဒါ backlight backlight ကြောင့်နင်းနော် ဆိုပါဦးရှက်နတ်ဆက်ကောင်းလားရှက်နတ်ဆိုကောင်းလားကျွန်တော်ရွေးတဲ့အယောက်ကဒီဒီစတိတ်ကြည့်လို့မရအောင်ဖြစ်နေကျွန်တော်ဒီမှာ 2x ကြံပဲကျွန်တော်တစ်ချက်လဲစက်တိုက်ဆန်းနိုင်မယ်ဒီမှာအာဒီဒီစီမဆိုးတော့ဆိုဒီမှာကျွန်တော်ခုနပြောတာဒီဒီစီကမဆိုးကျွန်တော်နောက်ထပ်တရုတ်ကျွန်တော်မာရီယိုလေးပဲထပ်ဆန်းလိုက်ပါမယ်ဒီတစ်ခေါက်တော့တင်ပြရလိုက်မယ် ော့ဒီပုံလေးကိုတော့ကျွန်တော် 2x optical နဲ့ရိုက်လိုက်တာပေါ့နော် 2x optical နဲ့ရိုက်လိုက်တာဆိုတော့ 2x optical tele ရဲ့ quality ကတော့မဆိုးလို့ပြောလို့ရတယ်အဲကျွန်တော်တို့ထေချာပေါက် auto စမ်းကြည့်ဖို့လိုလိမ့်မယ် wide ကတော့ပိုကောင်းလို့မသိတော့အဲ့ဒါနည်းနည်းပညာရုပ်ထွက်တော့တော်တော်မိုက်သေးရပေါ့နော်။ Okay so camera လဲဆိုင်ခွင့်သဆက်ဆက်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ audio ပိုင်းလေးတစ်ချက်သွားလိုက်မယ်။ performance ပိုင်းလည်းကျွန်တော်ပြောပြသွားပြီ။ UDI ဟာ audio ဆိုလို့ ringtone န်တုံးမှာကျွန်တော်နားထောင်နေကြကျွန်တော်လက်မှတ်ထောင်တာဟိုလောင်းနက်စပိုင်နဲ့ဒီဖုန်းလေးမှာကျွန်တော်နည်းနည်းလေးတိုးတယ်လို့ခံစားရတယ်။ဒါပေမဲ့အပေါ်ကအတန်ထွက်နေအောက်ကအတန်ထွက်နေမကွာသွားဘူးပေါ့နော်။ဆိုတော့ speaker balancing ဖြစ်တယ်။ increase window ပေါ်လုံးနေ။အော်ဒီမှာ quiet ring ကအဲ့အားရရောကျွန်တော်တို့ဖုန်းလာတကယ်လိုက်အချိန်မှာသုံးလို့ရခါတယ်ပေါ့နော်ပြီးတော့ဒီမှာသူက call ဟာ Google default call app ကိုသုံးထားရပေါ့နော်တကယ်လို့ကိုက call recording ပါညာဆိုရင်လည်းအဲ့အားလေးရတော့ကြိုပြီးတော့တိထားလို့ရအောင်ကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာပေါ့နော်ပြီးတော့ battery battery ကသူ့မှာ5500 mAh ပဲပါလာမယ်9500ဆိုတော့ကျွန်တော်တို့ပုံမှန်1 day use stock ကတော့အဆင်ပြေမှာပါဒါပေမဲ့ခုန67 watt နဲ့ဆိုတော့ဒါလည်းမစိုးလို့ပြောလို့ရတယ်တခြားပြောစရာဆိုလို့ဘာမှတော့တိတ်ပြီးတော့မရှိတော့ Xiaomi ရဲ့ Hyper OS iOS update တော့လာလိမ့်မယ်ပြီးရင်အဲကျွန်တော်ဒီမှာတစ်ခုဒီကနေ့ဒီမှာ Xiaomi Hyper AI ပေါ့နော်ဆိုတော့ Gemini နဲ့တွေ့တာအတွက် Gemini နဲ့ကျွန်တော်တို့ဘာညာအကုန်လုံးသုံးလို့ရမယ်ပြီးတော့ AI App Boost မှာ AI Writing AI Dynamic Wallpaper AI Creativity Assistant ဘာညာဆိုတော့ AI Features တွေလည်းစုံပါတယ်โอเคဆိုတော့ဒီ Xiaomi ရဲ့ 15T လေးကတော့ အဲအန်ဘောက်ဆင်းလေးရအန်ဘောက်ဆင်းဟန်ဟန်ဆွန်လေးရဒီလောက်ပဲပေါ့နော်ဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ထုံးစံတိုင်းပဲကျွန်တော်သိကျင်နိုင်ရှိရင်လည်းခုမှမှာမေးပေးတော့လို့ရပါတယ်ကျွန်တော်တို့သူကြရင်လည်းအကုန်လုံးအသေးစိတ်ပြောပေးတော့ပါမယ်အဆုံးထိကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်